။အလင်းငရင်ကြီးနဲ့နောက်ဆက်တွဲငရင်ငယ်တွေကြောင့်လောက်ခတ်ခဲ့တာမှာနေပြည်တော်ကောင်စီနယ်မြေတက်ကုန်းမြို့နယ်ဒဟတ်ကုန်းကျေးရွာအနီးရှိစင်တေရေလွဲ့ဆဲထိခိုက်ပျက်စီးမှုများကိုပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်းသိရပါတယ်။မန္တလေးငရင်ကြီးတန်းကြောင့်စင်တေရေလွဲ့ဆဲရဲ့ရေပေးမြောင်းမကြီးတလျှောက်နဲ့ လက်တံမြောင်းနေရဲ့ကြောက်နေရများပြိုကျပျက်စီးခဲ့တဲ့ရေလွှဲဆဲကိုဆဲမြောင်းနေရေတုံးချမှုစီမံခန့်ခွဲဦးစီးဌာနမှမုံမှန်ချင်းများဆောင်ရွက်ခဲ့ပြီးဧပြီလ10ရက်နေ့မှာဆဲရီများစတင်ပြန်လည်ပေးဝေနိုင်ခဲ့ရမှာဧပြီလ12ရက်နေ့ကနောက်ဆက်တွဲငရင်လှောက်ခတ်ခဲ့တာကြောင့်စင်သေးရေလွှဲဆဲကြောက်နေရအောင်မှာ ထူပေါက်ဖြစ်ပေါ်ခဲ့ပြီးရေထိန်းနိုင်မှုမရှိပဲရေလွှဲဆိုင်မှရေများစင်တီချောင်းတွင်သို့ဆီဆင်းသွားခဲ့ရာနှွေစပါးနှင့်တခြားသီးနှံဆိုင်က1848ကအတွက်စိုက်ပျိုးရေးပေးဝေနိုင်မှုခိတရပ်တန့်ခဲ့ရတာပဲဖြစ်ပါတယ်။ အဲဒီစင်သေးရွလဲဆိုင်ဟာတန်ကူကွန်ကရစ်အမျိုးအစားဖြစ်ပြီးစင်သေးချောင်းမှတဆင်လက်ရတူမြောင်တို့တိုက်ရိုက်ရေးသွင်းနိုင်ရင်လည်းလက်ဝဲတူမြောင်တို့ရေးစုဆောင်လျက်အမြန်ဆုံးရေးတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာလက်ရတူမြောင်မှအေဘီလာ၁၈ရက်နေ့နဲ့လက်ဝဲတူမြောင်မှအေဘီလာ၂၂ရက်တို့မှာစင်ရီတော့ဧကရီအလုံးကိုရေးဖြန့်ပေးဝင်နိုင်မှာဖြစ်ကြောင်းသိရှိရပြီးတချိန်ထဲမှာပဲထူပေါက်ပျက်စီးသွားတဲ့တမန်အပိုင်းနဲ့ရေးထွက်ပေါက်တွေပျက်စီးနေမှုကိုစစ်ဆေးခြင်းစစ်ဆေးတွေ့ရှိချက်တွေပေါ်မှာမူတည်ပြီး ပြန်လည်ပြုပြင်ခြင်းဒါမှမဟုတ်အသည့်ပြန်လည်တည်ဆောက်ခြင်း၊ယာယီမြေသားတမန်တည်ဆောက်ပြီးယေရှုဆောင်ခြင်းလုပ်ငန်းများအစင်းလိုက်အပိုင်းလိုက်ဆက်ရန်များများနဲ့နေညာမပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။